ကဲဒီနေ့ edit passive နဲ့ပတ်သက်ပြီးဆရာ sharing လေးလုပ်ပေးမယ် edit ဆိုရင် subject verb object နဲ့စာကြောင်းတစ်ကြောင်းကိုစီပြီးရေးရတယ် passive ဆိုရင်တော့ object verb by subject နဲ့စာကြောင်းကိုစီပြီးရေးရတယ် grade 1နဲ့ပတ်သက်ပြီးတော့အမှတ်40ကိုသင်တန်းလေးရှိပါတယ် telegram at tin 90မှာစုံစမ်းလို့ရပါတယ် video class ဖြစ်ပါတယ် zone class မဟုတ်ပါဘူးသင်တန်းသားဥရအကန့်အသတ်ရှိတာဖြစ်လို့သင်တန်းသားပြည့်သွားရင်တော့လုံးဝလက်မခံတော့ပါဘူးအဲ့တော့ဒီမှာ no one saw at no one saw her at the fair ဒါလေးကို active passive ဖြေကြည့်မယ်ပေါ့နော်ကဲအဲ့တော့ဒီမှာကျွန်တော် no one ဘယ်သူမှ saw မမြင်ဘူးတဲ့ဟာသူမကို at the fair ဆိုတာပျော်ပျော်ဝှက်ရှင်ပွဲပေါ့ကွာအဲ့မှာဘယ်သူမှသူမကိုမမြင်ရဘူးတဲ့အဲ့တော့ဒီမှာမိကွန်းမှာ verb ကိုရင်ရှားရတယ် active passive ဖြေမယ်ဆိုရင်ဘာကိုရင်ရှားရမှာလဲ verb ကိုရင်ရှားရမယ်အဲ့တော့ saw က verb to အဲ့တော့ verb 2ဆိုရင် was were black battery လို့ကြက်ထားခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ verb 2နဲ့ရေးထားရင်အဲ့ဒါ active ဆိုလိုချင်တာ a လို့ရေးထားတာအဲ့ active ကိုအတူောက်ရေးထားတာ ဘတ်တူးဆိုရင်အက်တစ်ဟောဆိုရင်ဘလက်ဘက်တရီနဲ့ရေးလိုက်ရင်တော့အဲ့ဒီဘက်ကပက်စစ်ဖြစ်သွားပြီပက်စစ်ဆိုပီလို့ဆရာအတူောက်ရေးထားတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဘတ်တူးနဲ့ရေးထားတော့အက်တစ်အက်တစ်ဆိုရင်သူ့ရဲ့တိဆောက်ပုံက subject verb object ဆိုတော့ဘတ်တူးဆိုရင် verb ဆိုရင် no one က subject ဟာက object အော် subject verb object နဲ့ active စာကြောင်းဒီလိုရေးထားတာဟုတ်ပြီနော် subject verb object နဲ့ရေးရင်ဒါ active စာကြောင်းအဲ့ဒါဆိုရင် active စာကြောင်းကိုဆရာတို့ passive ပြန်ပြောင်းအောင်ပါပေါ့ နော်အက်ဒစ်နဲ့ပြင် passive နဲ့ပြဖြေရမှာပေါ့ဒါဆိုရင် passive နဲ့ပြင်စာအုပ်ဘယ်လိုဆေးရလဲ object verb by subject နဲ့ရေးရတယ်အဲ့ဒါမှဟာဖြစ်တဲ့ object ကိုရှေ့ထုတ်လိုက်မယ်အဲ့မှာတခုသိရမှာနန်စားတွေကိုဇာတ်ကွက်တွေကြက်တဲ့အခါ i mean my mind myself ဇာတ်ကွက်ကြက်တဲ့အခါ she her နော်အဲ့ she her မှာ she ဆိုရင် subject နေရာမှာရှိတယ် ha ဆိုရင် object နေရာရှိတယ်အဲ့တော့ဒီ ha ကိုရှေ့ထုတ်လိုက်ရင် object ဖြစ်ပေမဲ့ဒီစာကြောင်းရဲ့ရှေ့ဆုံးမှာဆိုတော့ subject ရဲ့နေရာ subject ရဲ့နေရာရောက်သွားတော့ဟာကနေရှီဖြစ်သွားမှာရှီဟုတ်ပြီနော်ရှီက object ပဲဟုတ်ပြီနော် object တို့တော့ subject နေရာရောက်နေလို့ရှီလို့ရေးလိုက်တယ် object verb ကကြတော့ but to but to ဆိုရင်ဘာပြောင်းလဲ was were plus 3 she ဆိုတော့ was နော် she ဆိုတော့ was where မတော့ဘူးနော် battery က saw ကို battery ပြောင်း s e e s c ဟုတ်ပြီနော် sub object verb object verb passive နဲ့ဆိုရင်ဘယ်လိုပြန်စီရလဲ object ဘက် by subject နဲ့ဖြည့်ပေးရတယ်အဲ့တော့ she က object was seen at back by subject ဆိုတော့ no one က subject အဲ့ဒါကို by no one ဆိုပြီးရေးစရာမလိုဘူးအဲ့ဒါကတော့ဟိုကိုယ်ဆရာရင်းနဲ့သင်တဲ့ notes ထဲမှာပါအောင်ပါပေါ့နော် i will you he she it they everyone everybody no one nobody အဲ့ဒါတွေကပိုင်းခံရေးစရာမလိုအဲ့တော့ by no one လို့ရေးစရာမလိုတော့ဘူးအဲ့ဆိုပါကြံသေးလဲ at the fair ကြံသေးတယ်အဲ့ဒါကိုကူးချလိုက် at the fair ဟုတ်ပြီနော်ကဲဒါဆိုရင်မှန်သွားပြီလား မှားပါတယ်ဘာကြောင့်လဲဆိုတော့ဒီမှာ no one မှာအငင်းပါတယ်မေခွန်းမှာ no ဆိုတဲ့အငင်းပါပြီးအောက်ကအဖြေမှာကြတော့ဆရာတို့အငင်းပြန်မထည့်လိုက်ဘူးအဲ့ဒါဆိုမှားတယ် attic ကနေ passive ကိုပြောင်းတဲ့အခါမှာဆရာတို့ကစာကြောင်းနှစ်ကြောင်းလောက်အတိတ်ပဲအတူတူပဲเนาะအတိတ်ပဲတူတယ်ပုံစံတရားကိုပြောင်းရေးလိုက်တာအဲ့တော့အပေါ်မှာအငင်းပါရင်အောက်မှာလည်းအငင်းပြန်ထည့်ရမယ်အဲ့တော့အငင်းကိုဘယ်နေရာထည့်ရမှာလဲဆိုတော့ what's in a bus ဆိုရင် what's in နောက်မှာ not လေးထည့် what's not sin အဲအဲ့ဒါဆိုရင်เนาะ ဒီဖြေလေးကမှန်သွားပါပြီအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်ကွန်မန့်မှာ yes လို့မှတ်ပေးသွားပါအောင်နော်